မြေဆိုင်ရက်ကာပက်ရှုမှာအဆင့်တန်းမခွဲကြတဲ့လုပ်ရက်တွေကြောင့်ပြိသက်တွေချစ်ပုံနေတဲ့မြင့်မြင့်ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Steady Space H ကနေပြန်လည်ကြိုဆိုလိုက်ပါရီမြင့်မြင့်ပါဝင်ရိုက်ကူထားတဲ့မြေဆိုင်ရုပ်ရှင်စကားကြီးကတော့လက်တလောက် social media မှာချီကျူးတန်နေတော်တော်ညံနေတာပါအခြေခံလူရင်းစာရဲ့ဘဝကိုရိုက်ကူပုံဖော်ရမှာတုံယုံမင်းသောတွေမလုံနိုင်တဲ့ character ကိုပြပြပြလုံနိုင်လွန်းတာကြောင့်ပြိသက်တွေကမြင့်မြင့်ကိုချစ်ပုံနေကြတာပါမြေဆိုင်ရုပ်ရှင်စကားကြီးရိုက်ကူရမှာစီပင်မိုက်သိန်းသမား ကိုဖိုးထောင်နေရာကနေမြင့်မြတ်ကပါဝင်တည်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီဇက်ကားကချေရန်လွင်စားရီရဲ့ဘဝနဲ့မောင်နှမတွေနဲ့မိတ်ဆွေကောင်းတွေရဲ့မြတ်တာတရားကြောင်းကိုပုံဖော်ထားတဲ့ဒရမာစကားရုပ်ရှင်စကားတကားဖြစ်ပြီးတကယ်ဝင်တဲ့သူရဲ့ဖြစ်ရမယ့်ဇာတ်လမ်းလို့လည်းသိရပါတယ်။ထွေလာတဲ့ဒီငိုရမဲတရလော့တွေနဲ့မြင့်မြတ်ရဲ့တည်ဆောင်မှုတွေကအရန်ကားလို့နေတဲ့ပြင် ဇဝေတချင်းတီဆိုသူလေးဂျိုးလေးဖြစ်နေရကြောင်းပြိသက်တွေအတွက်တော့တကယ်မျက်ရည်တွေနဲ့ခန်းစားရမယ့်ရုပ်ရှင်စကားကြီးပဲဖြစ်ပါရည်ထုံးစံတိုင်းဝေဖန်သူတွေမနစ်သက်ကြသူတွေနဲ့အိုဗာရီပါလို့ဆိုကြသူတွေတော်ယုံလူတာမှမတော်ကျင်ကြတဲ့အမိုက်ပေါ်လို့နေရာမျိုးမှာတေချာရိုက်ကူးထားတဲ့ ဇဝင်ကန်းတွေကမြင်းမြေရဲ့စူးစားမှုတွေကိုမဖြစ်မနေသိမဲ့ပြွာမှာပဲဖြစ်ပါတယ်။အနတ်တမကောင်မင်းနဲ့ညက်ပတ်နဲ့စော်နေတဲ့မိုက်ပုံးမှာရှိုက်ကူးတဲ့ဇဝင်ကန်းတွေကိုပရိသတ်တတော်များကချီးကျူးနေကြပါတယ်။တကယ်စီမင်းတန်ရှင်ဝန်ထမ်းတွေကလည်းမြင်းမြေရဲ့ကြာရဆေးရုပ်ကိုပြ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 တည်ယူဆောင်နိုင်စွဲနဲ့အဆင့်တန်းနေနေရာတွေကိုခွဲခြားမနေဘဲနဲ့လှုပ်ဆောင်နိုင်တာကိုအံ့အားတင်နေကြတာပါ။ဒါကြောင့်လည်းတကယ်စီမင်းတောင်မှသူလာမစီပင်မှုဆိုပြီးတော့မြင်းမြေကိုချီးကျူးနေကြတာဖြစ်ပါတယ်။ ဒီလိုသတင်းတွေမွေးနေတဲ့မြေစာရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုလိုက်တရားဝစီယာမင်္ဂလာရုပ်ရှင်ယုံကြည်မှာမလ24ရက်နေ့ညနေမှာပြုလုပ်ခဲ့ပြီးအခြားဇာတ်ကားတွေရဲ့ Red Carpet Show တွေလို့မဟုတ်ဘဲ ထူးခြားတာကတော့စီပင်ကတန်ရှိအလုပ်သမား900ဦးကိုအခမဲ့လာရောက်ကြည့်ရှုခွင့်ပေးတာပါ။ဒါပြင်မြင်းမြတ်နဲ့မြေစာရုပ်ရှင်ဖွဲ့သားတွေကစာစီပင်ဝန်ထမ်း900ဦးတွေခောက်ဆဲကျော်စတူဒီတာဌာနပြုခဲ့တာပါ။တရုတ်စာမြင်းမြတ်ကတော့အကယ်ဒမီမင်းသားဆိုပြီးတော့မာနာကြီးတာမျိုးမတွေ့ရပေစီပင်တာယာဝန်ထမ်းအနေနဲ့တူပျော်ရွှင်ရှင်ပြောဆိုဆက်ဆက်နေရကိုတွေ့ရပါတယ်။စီပင်ဝန်ထမ်းတွေကလက်ဆောင်ပေးတဲ့အင်ဂျီကိုလေချက်ချင်းဝတ်ပြီးတော့သူတို့နဲ့တူဓာတ်ပုံရိုက်ခဲ့ကြတာပါ။အစင်တန်းခွဲတဲ့ပုံစံမျိုးလုံးဝမရှိပေစကားလာပြောတဲ့သူတွေကိုရောနှုတ်ဆက်တဲ့သူတွေကိုရောဖော်ဖော်ရွေနဲ့ပြန်လည်နှုတ်ဆက်ခဲ့တာ ကြောင့်အကောင်လုံးကမြင့်မြက်ပေါ်မှာအရန်လေးစားပြီးတော့ချစ်ခင်နေကြတာပါမီဒီယာတွေရဲ့မိကုန်းနေမိခင်ရတဲ့တကယ့်စီမင်းလုပ်သားတွေကတော့ဒီဇက်ကားကအရန်ကိုစိုးစိုးနေနေခန်းစားရကြောင်းအချို့ဇက်ကွက်တွေကသူတို့တကယ်ဖြစ်ပျက်တွေ့နေတူညီနေကြောင်း မြင်းမြတ်လို့ကယ်ဒမီမင်းသားတယောက်ရဲ့တရုတ်ဆောင်နိုင်စွမ်းနဲ့စိတ်နေစိတ်ထားကိုရန်လေးစားမိကြောင်းပြောခဲ့တာပါ။ပြီးခဲ့တဲ့ကယ်ဒမီစုပွဲပွဲမှာကလွေကြရတဲ့စုကိုမြင်းမြတ်တယောက်ဒီဇက်ကားနဲ့တေချာပေါင်းရှားပြီးဆိုပြီးပရိသတ်များကချီးကျူးနေကြသလိုပရိသတ်ရဲ့ကယ်ဒမီကတော့အခုချက်ချင်းကိုမှပေးချပြီးဆိုပြီးတော့ပြောနေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကရောမြေသားရှင်ဇက်ကားကြီးနဲ့တရုတ်ဆောင်မင်းသားကယ်ဒမီမြင်းမြတ်ရဲ့စိတ်နေစိတ်ထားပေါ်မှာဘလို့များထင်မိလဲဆိုတာပြောခဲ့ပေးပါဦးရှင်။ဗီဒီယိုလေးကိုစောင့်နေကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းစုဝင်စားဝေးအကြောင်းအရာများနဲ့တူပြန်ဆောင်ကြရအောင်နော်။ပရိသတ် များအားလုံးကိုစိတ်နှလုံးကျန်းမာချမ်းသာကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။နောက်နေ့ဒီမှာလေးပြည့်တဲ့ကြိုက်တဲ့ဆယ်လီဒီအနုပညာရှင်တွေတင်ပြလာခဲ့ပါဦးမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။